နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ပြောပြပေးမယ့်သတင်းအကြောင်းအရာလေးကတော့ရန်ကုန်ခေတ်သစ်မီဒီယာဝက်ဆိုက်မှာစစ်တပ်၏တောက်တိုင်လီတက်အရာရှိဆိုးများဒုမဟုတ်အကျင့်ပြရှာစားမှုများဖြင့်ကြောက်တက်လွန်သောဒုတိယပုံမူကြီးနေမင်းနှင့်ဗိုလ်ကြီးအောင်ကိုကိုထက်ဆိုတဲ့သတင်းအကြောင်းအရာကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အကြံဖတ်စစ်တပ်၏တောက်တိုင်များတွင်လီတက်သည်အဓိကအခန်းကဏ္ဍမှပါဝင်သည်။စစ်ပွဲမနိုင်လေလီတက်ကိုတုံး၍ရန်ကားသည်။ လေတက်ကိုတုံး၍ပူကြအနိုင်ကျင့်သည်လေတက်ကိုတုံး၍ပြည်သူကိုတက်ဖြတ်သည်လေတက်တွင် ကောင်းသူများရှိသကဲ့သို့မကောင်းသူများကလည်းဒုနဲ့ဒင်းရှိနေကြသည်လေတက်မှအရာရှိဆိုးများကလက်ရှိနောက်ဆုံးတွင်မင်းအောင်လှိုင်စစ်တပ်၏နောက်ဆုံးခံတပ်များဖြစ်သည်ရန်ကုန်တိုင်းမင်္ဂလာတုံးလေးရေထုတ်လုပ်ပစ္စည်းရေးဌာနချုပ်တွင်အကျဉ်ပြတ်ရှာစားမှုများဌာနဆိုင်ရာမမျှတမှုနှင့်ဖိနှိပ်မှုများလှုံ့ဆော်ပြီးအပြင်ထွက်ရန်ကြောက်တက်လွန်းသောအရာရှိဆိုးနှစ်ဦးရှိနေသည် သူတို့နှစ်ဦးမှာဒုတိယဗိုလ်မှူးကြီးနေမင်းနဲ့ဗိုလ်ကြီးအောင်ကိုကိုထပ်တို့ဖြစ်ကြသည်။လေကြောင်းလျက်စင်းနဲ့ရှိုင်ခွတ်ထောက်လုပ်ပြင်ဆင်ရေးဌာနလလထမင်္ဂလာတော်မှဗိုလ်ကြီးအောင်ကိုကိုထပ်ခေါ်ကလားကြီးသည် DSTA အပတ်စဉ်30မှစမွေးပွဲကြရဲ့အပတ်စဉ်17တို့ပြောင်းရွှေ့ကကြောင်းစင်းလာခဲ့သူဖြစ်ပြီးဗိုလ်လောင်းဘဝကလေးကနမည်ဇိုးပြစ်ကြော်ကြားသူဖြစ်သည်။မကောင်းသောအလုံးမှန်သမျှမလောက်ဖူးတည်မရှိသူဖြစ်ပြီးလလထဌာနတည့်ရေးဖြစ်သောအခါ အယူပုံများတကဲ့သို့အထက်လူကြီးအကြိုက်လိုက်ပါလှုပ်ဆောင်ကလက်အောက်ရှိ အပတ်စဉ်ကွာသောအရာရှိများနှင့်ကျောင်းဆင်းကာစာဘာမှမသိမနာလေသောအရာရှိငယ်များကိုဖိနှိပ်လွန်သူလည်းဖြစ်သည်။သူသည် အရေးအရှင်ထက် လူကြီးနှင့်ပိုင်သည်ဆိုကတက်တွင်းဖိနှိပ်မှုများဖြင့်ရှယ်လေကျိုးကိုင်နေသူဖြစ်သည်။လက်အောက်မှအရာရှိများနှင့်ငယ်သားများမှလည်းတိတိကြီးနှင့် အောင့်တတ်တတ်ဖြစ်ခံနေရသည်။ကလာကြီးသည်အလွန်ကြောက်တတ်သူဖြစ်ပြီး2021ဖေဖော်ဝါရီလအာနာသိမ့်ပြီးသည့်နှင့် သူ့အပေါ်ထိခိုက်နိုင်မည့်အရေးကိစ္စများအားအရှားသူများကိုလွှဲရှထိုးရှားလျက်ရှိသည်ဌာနကွယ်မှုဒုတိယပုံမှုကြီးနေမင်းနှင့်ပိုင်အောင်ပေါင်းကဘသူသေးသေးငတိမာပြီးရောစိတ်တက်ဖြင့်အရာရှိစစ်သည်များကို အာဏာပြရှယ်လေလျက်ရှိနေသည်ဌာနမှုဒုတိယမှုကြီးနေမင်းကလည်းဘိုးကြီးအောင်ကိုကိုထက်ဤမြောက်ထိုးပင်ကအတို့အထောင်စကားများအားနားထောင်ကသူ့အားအမှုမပတ်ရေးခေါင်းမလျှုပ်ရေးအတွက်အောင်ကိုကိုထက်ကိုအာနာကုံလွှဲအပ်ထားပေသည်အကျင့်ပြတ်ရှာစားမှုများအနေဖြင့် လေတပ်ပိုင်တပ်တန်းရဲ့ဘက်ထရီအဟောင်းများကိုပြင်ပတွင်ရောက်စားကြပြီးဒုတိယပုံမူကြီးနေမင်းနှင့်ဗိုလ်ကြီးအောင်ကိုကိုထက်တို့ခွဲယူကြသည်ဆရာတပည့်နှစ်ဦးအတိုင်အဖောက်အညီညီနှင့်ဌာနအတွင်းရှိအခြားအစ်စ်များရှိတွင်ပင်မျက်နှာပြောင်တိုက်ပြီးရောက်စားခဲ့ကြသည်ဌာနတွင်အကျင့်ပြက်ရှာစားမှုအများအပြားတွင်ဆရာတပည့်အတိုင်ဖောက်ညီညီပါဝင်ကြသည်။လေကျောင်းလျက်စင်းနှင့်ရှိန်ခွက်ဌာနအတွင်ရှိ အရာခံဘိုးဆရာကြီးများမှလည်းအသက်အရွယ်ကြီးရင်၍ထိုသူတို့ຢာတို့ရရှိရေးအချက်မကွေးရေးအတွက်တတ်ဆိုင်သောမတတ်ဆိုင်သောအလုပ်များကိုလည်းခါရှိနေအောင်လုပ်နေကြရသည်အန်ဂူဂိုထက်ကလီတက်အတွင်းစကကြီးစကေကျဲများဖြင့်ဥဆောင်လေးရှိပြီးလူပေါ်လူစော်လှုပ်ခွင့်ရသည်တက်အတွင်းနေ့စဉ်ဟောက်စားလျှောက်စားဖြက်စားဖြင့်အန်ဂူဂိုထက်ကကျူးလွန်သည်သို့သောသူတို့နှစ်ဦးစလုံးတွင်တူညီသောအချက်ကဒုတိယပုံမူကြီးနေမင်းနှင့် အောင်ကိုကိုထက်သည် အလွန်ကြောက်တက်ရှင်ပင်ဖြစ်သည်တက်ပြင်ပါသူထွက်လင်ပုံရှိုးွယ်ရှုံနှင့်ထွက်နေသူဖြစ်သည်ကိုရီးယားနန်တွင်းဇလန်ကြည်နေရတကယ်သူပင်ဖြစ်နေသည် ထိုသူတို့၏အုတ်ရှုံးမှုညီညွတ်မျှတမှုမရှိခြင်းခွဲခြားဆက်ဆံခြင်းအမျက်မှတ်မရှိခြင်းတို့ကြောင့်လက်အောက်ရှိ အရာရှိစစ်သည်များစီရီယန်လောက်ရနှင့်ထွက်ပြေးရန်ကြံစည်မှုများရှိလာနေသည် လေရင်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်စစ်အာဏာသိမ်းမှု၏စိုးမွေကိုခန်းစားနေရပြီးပြည်သူကိုတပ်ဖြတ်နေရကအရာရှိစိုးများကြောင့်ဖက်ဆစ်စစ်တပ်တောက်တိုင်ကြီးဖြစ်နေရသည်။ Yeah